္လာပါရှင်ခေတ္တတယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။ AA2 စစ်ရဲ့နေချိန်မှာကာမစာဆိုင်ရုံတွေကိုကာကွယ်ရန်စစ်ကောင်စီကညောင်ကျိုးနဲ့ညောင်ချောင်းမှာအင်အားတိုးချဲ့ပြီးစစ်ပြင်ဆင်နေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပရောင်းမြူနေရှိညောင်ကျိုးနဲ့ညောင်ချောင်းစကန်တွေကိုစစ်ကောင်စီကစစ်ရင်အားများပို့ဆောင်နေပြီးစစ်ပြင်ဆင်လည်းရှိကြောင်းသိရပါတယ်။စစ်ကောင်စီကပြည်မျိုးမှချိန်နေချိန်မြန်တိုင်ရင်ထုံထုံအင်အားရှာချပြီးပြီးခဲ့တဲ့ AB စနေနေ့ကစပြီးညောင်ကျိုးနဲ့အမတ်ချောင်းကာကွယ်ပစ္စည်းဆက်ရောကာဗစာ6ရှိရာညောင်ကျောင်းကို စ်အင်အားရရှိပို့ဆောင်နေကြောင်းသိရပါတယ်။ညောင်ကျိုးကိုပြန်သိမ်းနိုင်ဖို့တက်ကပ္ပစာဆက်ယူနေဘက်ကိုတူးစီရောက်မလာဖို့အပြစ်ရထားတဲ့ကာလအတွင်းအလင်းအမြန်အင်အားပုံနေကြတာပြီးခဲ့တဲ့ခုရင်းနေ့ကလည်းညောင်ကျိုးနဲ့ပရောင်ကိုအင်အားအလဲလဲလုံနေတာရှိရလို့စီရေးတဲ့ရင်မြစ်ကပြောပါရယ်။ဒါအပြင်ညောင်ကျိုးမှထွက်ပြေးလာတဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အစုကိုပရောင်ရှိတပ်စခန်းတွေမှာခေါ်ယူထိန်သိမ်းခဲ့ပြီးခန်းစစ်ပြင်ဆင်ခိုင်းတာကြောင့်သိရပါရယ်။ပြီးခဲ့တဲ့ AP နေရက်နေ့ကအရခတ်တပ်တော်ကြီးတင်ပိုက်ထားတဲ့ညောင်ကျိုးစခန်းကကာပါစာ စက်ရုံများတည်ရှိရာညောင်ကြောင်နေဆယ်မိုင်ကန်တာကွာဝေးပြီးစစ်ကောင်စီကကပ္ပစက်ရုံတွေကိုကာကွယ်ဖို့စက်ရုံတွင်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တအုံးမကြံကိုစက်ပြေကွင်းလက်နက်လေးကြီးစင်ခိုင်ထားကြောင်းတပ်တရင်အရင်မြစ်တွေစီရာတည်ရပါတယ်စစ်ကောင်စီကတောင်ကုန်းမြို့ကြပြီးတောင်ကုန်းနဲ့ပရောင်းနန်းရှိတောင်ပုံကြီးမိုးထိပြူဟာပကံကွင်းညောင်ကျိုးစခန်းတို့ကိုပါအေးနဲ့ပူပေါင်းတပ်ဖွဲ့တန်းပြေးနိုင်ရပြီးကပ္ပစက်ရုံများလက်မလွတ်ရစေရန်အတွက်အထူးကြိုးပမ်းလာတာဖြစ်ပါတယ် အင်းကပြီးခဲ့တဲ့ AP တရက်နေ့မှာ AP 30ရက်နေ့ထိတစ်ဖက်သက်အပြင်းရစေကြောင့်ကြီးညာပြီးရနောက်ရန်ခိုင်ဘကိုအစက်ရှိညောင်ကျုံနဲ့ညောင်ကျောက်စကန်တွေကိုထိုးစစ်ဆင်နေမှုတွေကိုရပ်တန့်ခဲ့တယ်လို့စစ်ကောင်စင်ကအစုပါနေမိများမှအင်အားတိုးချဲ့စစ်ပြင်းစင်လာတာဖြစ်ပါတယ်စစ်ကောင်စင်ကလည်း၃ပတ်ကြာယာယီအပြည့်ရတဲ့လူကြီးညာထားပြီးမြေ၎င်းတို့ထုတ်ပြန်ချက်ကိုချိုးဖောက်ကစစ်ဆိုင်နေတဲ့နေမျိုးတွေအတွင်းစစ်အင်အားတိုးချဲ့ခြင်းနဲ့လေကြောင်းမှပုံချဲ့တိုက်ခိုက်ခြင်းတို့ကိုပြုလုပ်နေတာလို့ဆိုပါတယ် နောက်ထပ်တစ်ပုံအနေနဲ့ကော်ဂရီမှာကျေးရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့စစ်ကောင်စီတပ်စခန်းတွေကို KNL လေးပူပေါင်းမဟာမိတ်တွေကဝင်ရောက်တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေကပြည်သူများစစ်ပီးရှောင်နေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကော်ဂရီမြို့နယ်မှာကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အစံဖက်စစ်တပ်ရဲ့စာခါကစနစ်အနီးရှိစစ်ကောင်ကိုဝင်ရောက်တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေကြောင်း KNL လေးမဟာမိတ်ပူပေါင်းစစ်ကြောင်းတရင်အရေးမြစ်တွေကပြောပါရယ်။ AB လ14ရက်နေ့ညပိုင်းမှာစတင်ပြီးကော်ဂရီမြို့နယ်ကျောင်းတိုးလမ်းပိုင်းရှိကျေးရွာတွေကိုဟောင်းဝင်းစာ အမြောက်တင်ကားဒစီနဲ့လိုင်းလံပြကတ်တိုက်ခိုက်နေတဲ့အတွက်စစ်စင်ရေးကုကဲမှုဌာနချုပ်စကကစနေနီရှိရင်ကွဲတောင်နီယာတဝိုက်ကို KNL ဘာဟာမေးပူပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AB လ15ရက်နေ့မနက်ပိုင်းထိတိုက်ပွဲဆက်လက်ပြင်းထန်စွာဖြစ်ပွားနေကြောင်းသိရပါတယ်အကြံပတ်စကောင်စီတရင်ကျုံတို့ခမာယာ945တရင်နဲ့ခမာယာ946တရင်တို့ကညပိုင်းမှာ၎င်းတို့ထိန်းချုပ်ထားတဲ့ရှင်ခွဲတောင်လမ်းပိုင်းကနေပြီးပြည်သူများရှိရဲ့ရှိပူကြီးကုတ်ဝလဲ ဝင်းပြနောင်တမန်သမိန်တော်တောင်ကမရိုက် မိကလုံးကန်းနေခြင်းရွာတွေကိုလက်နက်ကြီးတွေနဲ့စတိုက်ပစ်ခတ်နေကြောင်းသိရပါတယ်။ဒီလိုပြည်သူတွေကိုဥတီပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် KNL နဲ့မဟာမိတ်ပူပေါင်းတပ်တွေကရှင်ကွဲထောင်တဝိုက်ကိုထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ကြောင်းသိရပါတယ်။ဒီကောင်တွေပြည်သူတွေရှိနေတဲ့ရွာတွေကိုညာတိုင်းလက်နက်ကြီးတွေနဲ့လိုက်ပစ်နေတာအဲဒီတော့ KNL နဲ့ PDF တွေကတီးမခံနိုင်တော့လို့ဒီကောင်တွေရှိတဲ့နေရာကိုဝိုင်းတိုက်တာအခုတိုက်ပွဲတွေပြင်းထန်နေတဲ့ရွာသားတွေကတာမညာဘတ်ရွှေဘူးကျောင်းဘတ်ပြန်ဆောင်နေကြပြီလို့ဂျုံတို့ဒေသခံစီးသတင်း င်းအရင်းမြစ်တွေကပြောပါရယ်အဲလိုတိုက်ပွဲပြင်းထန်နေတာကြောင့် EBL 15ရက်မနက်9:00နာရီကမှကော့ဂရိတ်တောင်ပိုင်းဝင်းကကျင်းရွာဘက်ကိုအကြက်ဖက်စစ်တပ်ကလင်းရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပါရယ်ညခပြစ်ထိန်တာကမရိုက်ကြီးမိကလုံဘတ်တောင်ကြားအင်းတမိန်တို့ဘတ်ကြားလည်းပြောရယ်မကလုံကဖောင်စိတ်ဘတ်နှလုံးကြားရမှာဖုန်ကြီးကြောင့်အလုံးကြီးအဆဆင်ပြီးအိမ်သုံးလုံးထိတယ်လူအထိကမရှိဘူးအခုမနက်ကရှင်ခွဲတောင်ဘတ်ဖြစ်တဲ့ကုနာကပဲဝင်းကရွာဘက်ကိုလင်းရင်နဲ့ကျင်းသွားတယ်အထိကမတင်ရသေးဘူးလို့ KY CNL မဟာမိတ်ပူပေါင်းစစ်ကြောင်းတရင်ရေးမြစ်တွေကပြောပါတယ်။လက်ရှိအချိန်မှာကျုံတုံးမြို့အဝင်းနွားချန်ကုန်းကရင်စုနဲ့ကိုးတိုင်းငါးတိုင်းကော့ဘလေးကြီးွာရီမှာအကြံဖက်စစ်တပ်ကကကင်းစစ်ကြောင်းများဖြန့်ကျက်ကင်းမုံချပင်းဤနေ့ကြမှာလဲကင်းထောက်ပြန်တမ်းမှုတွေရှိတဲ့အတွက်ဒေသခံပြည်သူတွေကတိုင်းမြစ်တစ်ဖက်ကမ်းကြီးွာရီနဲ့တာမညကြီးွာဘက်ကိုနေရဲစွန်ကရွှေပြောင်းရှောင်တိမ်မှုတွေရှိကြောင်းသိရပါတယ်။ ပြည်သူများကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့ရှင်ခွဲတောင်နေရာတဝိုက်က TKPA PGN နဲ့စစ်ကောင်စီတပ်တွေကထိန်းချုပ်ထားတဲ့နေရာဖြစ်ပြီးကုတ်တင်ကားတွေနဲ့ခီးတက်တင်ကားတွေကိုပါဝါတာဂိတ်တွေဖွင့်ကပတ်စံကောက်တဲ့နေရာတွေဖြစ်ကြောင်းသိရပါဗျ။ နောက်ထပ်တစ်ပုံအနေနဲ့တော်လိုင်းကိုထောက်ခံလို့ကလေးနဲ့အမျိုးသမီးတွေအပါအဝင်လူအများပြားကိုတပ်ဖြတ်ခင်ကြောင်းစစ်ကောင်စီဝန်ခံတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကလေးများပါဝင်လူပေါင်း180ခန့်တင်ဆောင်နေတဲ့ပစီကြီးလေးကြောင်းတိုက်ခိုက်မှုအပါအဝင်2021အာဏာသိမ်းပြီးနောက်ပိုင်းအရက်သားတွေတင်ဆောင်ခဲ့တဲ့တိုက်ခိုက်မှုတွေကို၎င်းတို့ကျူးလွန်ခဲ့ကြောင်းစစ်ကောင်စီကပထမဆုံးချိန်ထုတ်ပေါ်ဝန်ခံလိုက်ပါတယ်။နေပြည်တော်ကိုလာရောက်ခဲ့တဲ့အေဂျင်စီရသတင်းတောင်နဲ့အင်တာဗျူးမှာစစ်ကောင်စီပြန်ကြားရေးတာဝန်ခံပို့ချုပ်စော်မွန်ထွန်းကဝန်ခံပြောဆိုလိုက်တာပါ။ PDF တွေကိုတိုက်ခိုက်တဲ့ ပြီးကလေးတွေပါဝင်ရက်သားတွေထိခိုက်ဒိဆုံးနေတာကိုလက်ခံပါသလားလို့မေးမြန်းမှုပေါ့ပူကျုံစော်မင်းထွန်းကကလေးတွေများစီပါတယ်ဆိုတာကသူတို့ကတောင်းကျမ်းသူဖွဲ့စည်းတွေနဲ့ဆက်ဆက်နေတဲ့အုပ်စုတွေနဲ့ပတ်သက်နေလို့ပါအဲ့ဒီတော့ဟုတ်တယ် ျွန်တော်တို့တိုက်ခိုက်ခဲ့တယ်လို့ဖြေကြားခဲ့ပါတယ်ဖြေဆိုနေစဉ်မျက်နှာမူရခက်တံတင်းမာနေပြီးတိုက်ခိုက်မှုဆိုမှတော့ဘေးထွက်ဆိုးကျိုးရှိမှာပဲလေဒါကစစ်ရဲ့သဘောပဲညင်းဆန်လို့မရဘူးရှင်းပါတယ်အကြံဖတ်မှုတွေနဲ့အကြံဖတ်သမားတွေကိုမထောက်ခံရင်တိုက်ခိုက်ခံရစရာအကြောင်းမရှိပါဘူးလို့ထပ်မံဖြေကြားသွားပါတယ်စစ်ကောင်စီကအကြံဖတ်ပုံကျဲတိုက်ခိုက်မှုတွေအတွင်းတစ်ချိန်တည်းမှာလူသေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ပစိကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်က2023အီဗီလာစတဲ့ကဖြစ်ပွားခဲ့တာဖြစ်ပါတယ်ရုရှားနိုင်ငံထုတ်တိုက်လေရင်ရော့ဝမ်30နဲ့ပေါင်900 ရာဖြန့်အပြင်ဘုံနှလုံးကျင်းချနှက်ခိုက်ခဲ့ပြီး MI 35ရဟန်းရင်ပေါ်မှာစက်တနက်တွင်နဲ့ပတ်ချလဲပြန်တန်းဖြစ်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုတွေကြောင့်ကလင်းငယ်40ကိုဝင်ဆောင်မိခင်ဤပါဝင်အမျိုးသမီး24ဦးပါဝင်အရသာ168ဦးသေဆုံးခဲ့ပါတယ်။50တမနေကကိုလက်အင်ကာများဆုံးရှုံးခဲ့ပြီးမတက်ဆွမ်းဘွားရောက်ခဲ့ပါတယ်။ဒီဖြစ်ရက်ကလေကြောင်းမှတိုက်ခိုက်ပြီးနောက်ပိုင်းမြေပြင်မှာတူလောင်ထားတဲ့ရှမ်းများပောက်ကွဲလာကြောင်းထိခိုက်ဒေဆုံးမှုများပြားခဲ့တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ခဲ့ပါတယ်။စစ်တပ်ရဲ့ဝန်ခံလိုက်တဲ့သတင်းကြားတဲ့ပြအရသာတိုက်ဆုံးမှုတွေ ကိုတာဝန်ခံမှုဝိုင်းဝန်းစ조사ပေးပါလို့ပစီကြီးလေးကြောင်တိုက်ခိုက်ခံရမှုမှာမိသားစုသုံးဦးသေဆုံးခဲ့ရသူကပြောပါတယ်စစ်ကောင်စီကလူလူတော်လိုင်းရင်တွင်အရက်သားတွေကိုပြစ်မှတ်ထားပြီးလေးကြောင်တိုက်ခိုက်ခြင်းလက်နက်ကြီးပြက်ကတ်ခြင်းမြေပြင်စစ်ကြောင်များကတပ်ဖြတ်ခြင်းများပြုလုပ်နေပြီး2021ခုနှစ်မှ2025ခုနှစ်မှာလာထီအရက်သားသေဆုံးသူ6000ကျော်ရှိနေပြီဖြစ်ပါတယ်စစ်ကောင်စီကအခုလိုဝန်ခံမှုကိုနိုင်ငံတကာအနေနဲ့မတန်းယူထားဖို့စကိုင်းတိုင်းမှာကာကွယ်ရေးဘော်တုံးကပြောပါတယ်အစိုးရဆိုရင်စိတ်မရှိပဲလူလူကိုတတ်နေတာကို ကိုနိုင်ငံတကာအနေနဲ့ရှင်းရှင်းလင်းလင်းမြင်ပေါ်လိုတယ်လို့အဆိုပါရှဲဘော်ကပြောပါရယ်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအတူညီမှုချုပ်ရဲ့အထူးကိုယ်စားလှယ်ဂျူနီပီရှော့ကပြီးခဲ့တဲ့ဧပြီလဆန်းမှာငလင်ပီးကူညီပေါ်အတွက်မြန်မာနိုင်ငံရောက်ရှိလာခဲ့တဲ့လက်ကောင်ရောက်ရှိနေချိန်မှာပဲစစ်ကောင်စီကအရတားတွေကိုပြစ်မှတ်ထားပြီးဒီကြောင့်တိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေပါရယ်မလ28ရက်ကငလင်တန်ကိုကူညီကိစ္စပြုလုပ်ဖို့အတွက်အမျိုးသားညီညွတ်ရေးဆိုရာ NUG ကမလ30ရက်မှာဧပြီလဆန်းနေ့ကဒီနှစ်ပတ်အကြာထိုးစစ်အားလုံးရပ်တန့်ထားမှာဖြစ်ကြောင်းမလ29ရက်မှာ ညာခဲ့ပါတယ်။ အဲ့ဒီနောက်ဧပြီလ23ရက်ကစပြီးနောက်ထပ်တစ်ပတ်ကြာအပြင်ရဲ့တက်တန်တူခဲ့ပါတယ် AAMD နဲ့ DNN တို့ပါဝင်နေညီနောင်မဟာမိတ်တောင်းဖွဲ့ကလည်းတလာကြာထိုးစစ်အလုံးရက်တမယ်လို့ ABDM မှကြေညာခဲ့တယ်။ကချင်လွတ်လပ်ဖွဲ့ KAI ကခုခံကာကွယ်လုပ်ငန်းတွေကလွှဲပြီးထိုးစစ်များတောင်းပတ်ကြာရက်တမယ်လို့ AB နေရက်မှကြေညာခဲ့တယ်။စစ်ကောင်စီက AB နေရက်မှ AB နဲ့စံနေရက်ဒီအပြင်ရဲ့ဆဲထားတယ်လို့ကြေညာခဲ့တော့လဲနေချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။စစ်ကောင်စီကမလ28ရက်မှ AB လ30ရက်ဒီနေချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေ င်ရနေစဉ်ပြုလုပ်ခဲ့ပြီးအရတတရားတက်ဆက်တဲ့ဦးသေးဆောင်က132ဦးထဏ်ရရခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရက AB စနစ်မှာထုတ်ပြန်ထားပါတယ်လက်ရှိသကြံကာလအတွင်းမှာလည်းစစ်ကောင်စီကအနေကြောင့်တိုက်ခိုက်မှုတွေစတိုက်ပြုလုပ်နေရလို့သိရပါတယ်နောက်ထပ်တပုတ်အနေနဲ့ဖားကန့်မျိုးနဲ့လဝကျေးရွာနီးတိုက်ပွဲများ၃ရက်စတိုက်ဖြစ်ပွားနေပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုများလုပ်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်ဖားကန့်မျိုးနဲ့လဝကျေးရွာနီးစစ်ကောင်စီတပ်တွေနဲ့ KIA တပ်များအကြားတိုက်ပွဲများ၃ရက်စတိုက်ဖြစ်ပွားနေပြီးအ ကြံပတ်စစ်တပ်ဘက်မှတိုက်ဆုံထိခိုက်မှုများပြားနေကြောင်း KIA သတင်းရှင်းမြစ်တွေကပြောပါတယ်အေဘီလာ73ရက်နေ့24ရက်နေ့နဲ့အေဘီလာ55ရက်နေ့အထိအကြံပတ်စတန်နဲ့ပူပေါင်းတပ်ဖွဲ့တွေစစ်ကြောင်းထိုးလာလို့ကရိုင်တပ်တွေနဲ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးစစ်တပ်ကဒေသတိုက်ခိုက်မှုများလက်နက်ကြီးပစ်ခတ်မှုများစတိုက်လုံဆောင်နေကြောင်းသိရပါတယ်။မနေ့ကညနေလဝကျင်းရွာနီလီဒိုလန်တဝိုက်ကိုစစ်ကောင်စီကဂျက်ဖိုင်တာနဲ့ပုံလာခြင်းသွားတယ်။ တောက်လျှောက်တိုက်ပွဲဖြစ်နေတာ၃ရက်ရှိပြီဒီမနက်လည်းတိုက်ပွဲတောက်လျှောက်ဖြစ်နေတာ ။ကာမိုင်းပြူဟာကုန်းကနေလဲလက်နက်ကြီးတွေလမ်းပစ်ကူနေတဲ့လဝဘတ်ချန်ကိုမင်းစီတန်ဖြီသူစစ်စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ကဒရုန်းနဲ့လဲပုံလိုက်ခြင်းတွေ၊ KIA ရှိတဲ့ဘက်ကိုဂျက်ဖိုင်တာနဲ့ပုံလိုက်ခြင်းနေတဲ့လီဒိုလန်ဖားကတ်မြို့နယ်တွေမှာတိုက်ပွဲတွေတောက်လျှောက်ဖြစ်နေတဲ့ဒီနှစ်ဖက်ထိတွေ့တိုက်ပွဲတွေမှာမင်းစီတန်ဖြီသူစစ်နဲ့စစ်ကောင်စီဘက်ကထိခိုက်ကြဆုံးတာတွေများတယ်လို့တင်ရတယ်လို့ KIA တတင်းအရှင်မြစ်ကပြောပါရယ်။အကြံဖတ်စစ်တပ်နဲ့ပူးပေါင်းတပ်ဖွဲ့တွေကလီဒိုလန်တဝိုက်ကိုနေမြေဆိုးမှုဖို့ကြိုးပမ်းနေခြင်းဖြစ်ပြီးဖားကတ်ဘက်ကိုလည်းစစ်ကြောင်းထိုးဖို့ပြင်ဆင်နေကြောင်း KIA တတင်းအရှင်မြစ်က ဆိုပါတယ်ဒီရက်ပိုင်းဖားကန်ဘက်ကိုဆိုရင်အင်းတော်ကြီးဘက်ကနေစစ်ကောင်စီနဲ့ပူးပေါင်းစစ်ကြောင်းထိုးလာလို့တိုက်ပွဲဖြစ်တာရှိရဲသူတို့ဘက်က9ယောက်ကြာတယ်တနက်တွင်လည်းတိမ့်မိထားတာရှိတယ်အင်းတော်ကြီးဘက်လမ်းကြောင်းဖားကန်ကတက်လာရင်လမ်းကြောင်းမှာနောက်တစ်ခုကမြစ်ကြီးနားလက်ဝဖားကန်နံတကျော်မောင် သူတို့ကဖားခန့်ကိုတက်လာအောင်စစ်ကြောင်းထိုးနေတာရှိရင်စစ်ကြောင်းနှစ်ကြောင်းသူတို့လှုပ်ရှားနေတာရှိရဲ့လို့ KYI သတင်းရင်းမြစ်ကပြောပါတယ်လက်တလုံးမှာအကြံဖက်စစ်တပ်နဲ့ KYI PDF ပူးပေါင်းတပ်ဖွဲ့တွေအကြားတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး AB 55ရဲ့နေ့မနက်09:43မိနစ်မှာလေတတအုံမှတက်လာတဲ့ Z Fighter နဲ့ကာမိုင်းမျိုးလက်ဝချင်းရွာကိုပုံများချင်းချသွားကြောင်း KYI သတင်းအရင်းမြစ်မှတင်ရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်